မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီခုနှစ်ကြိမ်မှာတော့နိနေခွန်တိပရိပါနော်ရှစ်ကြိမ်မှာတော့ရှောက်ခွန်ရှစ်တိပရိရဲ့ရှစ်ကိုတင်နေ30ပရိရမှာသူရှားပြီးတော့ကတော့388ဖြစ်ပါတယ်ခင်ဗျာ73 sorry 388ပေါ့နော်388ဆိုတဲ့အတွက်ကျွန်တော်တို့ထိတ်လေးပိတ်ပေါ့နော်ကနန်း3လုံးပေါင်းရှင်းက9ပရိဖြစ်ပါတယ်ဒီ6ခွန်8တိပရိကတော့ကျွန်တော်ဖောက်သွားခဲ့ပြီဖြစ်ပါတယ်ပေါ့နော်တနည်းနံပါတ်2ဒါလင်း ချပေးသွားခဲ့တာဖြစ်ပါတယ်ပြီးတော့835ပရိအာနေဆိုတာလေးကလည်းထပ်ပြီးတော့ချပေးသွားခဲ့တယ်ဗောနောပြီးခဲ့တဲ့ဘက်မှာ9တင်နေလေးပရိဖြစ်မယ်ဗောနောဆရာကျွန်တော်ဒီမှာ388ပရိ20နံပါတ်နဲ့တက်ခုတာလင်းချပေးသွားခဲ့တာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ပရိလေးလုံးယူတယ်နေ့20အတိတ်ကိုကျွန်တော်မိတ်ဆွေများတည်အောင်20နဲ့တကွာရှင်းပြပေးသွားမယ်ဗောနော9ချိန်အတွက်ဖြစ်ပါတယ် 20နံပါတ်နဲ့20နံပါတ်နဲ့ကိုပေါ့မနော်ကျွန်တော်20နံပါတ်နဲ့ကတော့ဒီဟာလေးဖြစ်ပါတယ်20နံကလည်းတင်ပြထားပြီးဖြစ်ပါတယ်ပေါ့နော်နာတော်များသုံးရှိပရိကနေတောင်းလျှောက်ကိုပေးလာခဲ့တဲ့ပရိချောင်းလုံးယူတဲ့နေ့ဖြစ်ပါတယ်။အဲဒီတပတ်မှာတော့ကျွန်တော်၄၅ခွန်ရှိ၉တုံများပရိစုပြီးရမှာဖြစ်ပါတယ်ဗောနော်။၄၅ခွန်ရှိ၉တုံညာတွယ်နေ့ကတော့ကျွန်တော်ဒီအပြည့်ခွေကနန်း၄လုံးတွယ်တဲ့နေ့မှာတင်ပြထားပြီးဖြစ်ပါတယ်။ ပရိလေးလုံးတွေ့တဲ့နေ့ကိုကျွန်တော်အတူတူ ထပ်ပြီးလေ့လာကြအောင်ပါနော်။ကိုယ်ချိန်အတွက်3 app တို့တဲ့ထိတ်လေးပိတ်ပါနော်။ထိတ်လေးပိတ်ကနန်း3လုံးပေါင်းရှင်းပရိလေးလုံးယူတဲ့နေ့ဖြစ်ပါတယ်။ပရိလေးလုံးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တွေ့နေ့ကိုအတူတူလေ့လာကြအောင်ပါနော်။ဒီ3 9 9 9 9လေးလေး ဒီ၃ပင်ရှားပြီးတော့အခုခွန်ကိုတပင်ကိုတွေ့ပြမှာဖြစ်ပါတယ်နောက်ထပ်၃ပင်ရှားရှောင်းနှင်းရှောက်တပင်၃ပင်ရှားရှောင်းကိုတော်များတပင်၃ပင်ရှား၃၃ရှောက်တပင်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်โอเคကျွန်တော်တွေ့ရယူတဲ့နေ့ကတော့ဒီခွန်ငါးခွန်ကခွန်အပိနဲ့ငါးလေးလေးကငါးထိန်နဲ့လေးအပိနဲ့ကိုပေါင်းမှာဖြစ်ပါတယ်အဲ့ဒီ၃လုံးပေါင်းမယ်ဗောနောခွန်ရ၄ရ၅ရအဲ့ဒီကနန်း၃လုံးပေါင်းရမှာဖြစ်ပါတယ် ခွန်နဲ့လေးပေါင်းဆက်တဲ့တင်းနဲ့ငါးပေါင်းရှင်း6ရတာဖြစ်ပါတယ်ဗောနော်အဲ့ဒီ6ကိုကျွန်တော်တို့တပွင့်ရောက်มาဖြစ်ပါတယ်ငါ6ရဲ့ပါဝါကတင်း9ရဲ့ပါဝါ3ည6တင်း9 3ညပရိစီပြီးယူมาဖြစ်ပါတယ်အဲ့မှာကျွန်တော်ကိုခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့ကနန်းသုံးလုံးပေါင်းရှင်းထိတ်အလေအပိပေါင်းရှင်း9ပရိဖြစ်ပါတယ်ဗောနော်9ပရိ6ခွန်ကို6ပေးတော့ခေတာဖြစ်ပါတယ် ။ OK နောက်ထပ်၃ပင်ချပါနော်ကိုခွန်ကိုပြီးတော့၃၆၃၃ကို၅၆၃၃အဲ့ဒီမှာကျတော့ကျွန်တော်အဘွားယူတဲ့နေ့အတိုင်းပဲပါနော်ဒီ၅ရက်၃ရက်၆ရက်အဲ့ဒီ၃လုံးကိုပေါင်းမှာဖြစ်ပါလေ၃ရက်၅ရက်ပေါင်းရှင်းရှင်းနဲ့၆ပေါင်း၁၄ရက်ရဲ့အတွက်ကြောင့်မို့လေးရုပ်တစ်ခုရောတာက၃ဖြစ်ပါတယ်၄ရက်ပါပါ၉ပါနော်ပြီးရင်၃ရက်ပါပါက၈ဖြစ်ပါတယ် 4398ပရိလေးလုံးစုပြီးရမှာဖြစ်ပါတယ်အရင်မှာသူချပေးတော့တာက6နှစ်6ဆိုတဲ့အတွက်ထိတ်အလေအပိတ်ခဏသုံးလုံးပေါင်းချင်း4ပရိချပေးသွားခဲ့တာဖြစ်ပါတယ်4ပရိ6နှစ်6ပေါ့နော်ရှောင်းနေရှောင်းပြီးတော့နောက်ထပ်တစ်ပြင်မှာ6798918ရှောက်ဒီတုံးပင်ကိုမူတည်ပြီးတော့ရှောက်ကုတော်များကိုထပ်ပြီးလည်လာကြအောင်။ဒါနည်းအရာကျွန်တော်ဒီ6နဲ့6နဲ့3နဲ့3လုံးပေါင်းမှာဖြစ်ပါတယ်ဗောနော်။ဒီ6အပိတ်ရ6ရ3ရပေါင်းမှာဖြစ်ပါတယ်။ ရှင်းနေရှားပေါင်းတာ၁၄လေးနဲ့၁ပေါင်းရှင်း၅ရာရဲ့အတွက်ကြောင့်မို့၅ကိုတပွင့်ရောတာက၄၅ရဲ့ပါဝါ၃ညာ၄ရဲ့ပါဝါ၉ခဏသာဆိုရင်၄၅၄၃ညာ၉ပရိ၄လုံးရတာဖြစ်ပါတယ်။၆၉၃ညာဆိုတဲ့အတွက်ကြောင့်မို့၃လုံးပေါင်းရှင်းက၅ပရိချပေးသွားခဲ့တာဖြစ်ပါတယ်။၅၄၃ညာ၉ထဲက၅ပရိ၆၉၃ညာဖြစ်တယ်ဗောနော်။ ရှောက်ကိုတော်များပြီးတော့ငါကိုတော်ငါတော်များလေးငါတော်များတော့ဒီ၃၃ရှောက်ချပြီးတော့တဲ့ပင်ကိုထပ်ပြီးလေ့လာကြအောင်လေး၃ပေါင်းမယ်ပြီးရင်၅နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ငါ၃ပေါင်း၈ပေါ့နော်၈နဲ့၄ပေါင်းစနေရတဲ့အတွက်နှစ်ကိုတပွင့်ရတာကတည်ဖြစ်ပါတယ်ပြီးရင်နှစ်ရဲ့ပါဝါ9တည်ရဲ့ပါဝါက6ဆိုတဲ့အတွက်နှစ်ခွန်တည်6ပြိလေးလုံးစပီးရမှာဖြစ်ပါတယ် 336ဆိုတဲ့အတွက်ကြောင့်မို့ထိတ်လေပိတ်ကဏ္ဍ၃လုံးပေါင်းရှင်ကနေပရိဖြစ်ပါတယ်။နေတိ86ထဲကနေပရိ336ဖြစ်တယ်ပေါ့နော်။โอเค336ပြီးတော့3043863636ဒီ3ပြင်မူဒီပြီးတော့ရှောက်ရှောက်နေတဲ့ပင်ကို လေးလာကြည့်အောင်20ရအခွန်6ပေါင်းမဲ့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်နဲ့6ပေါင်းခြင်းက73 3နဲ့6နဲ့ပေါင်းခြင်း900ရတဲ့အတွက်ကိုယ့်ကိုတပွင့်ရတာက10ဖြစ်ပါတယ် 9ရဲ့ပါဝါက4ပါနော်10ရဲ့ပါဝါက3ဆိုတဲ့အတွက်9 10 3ပရိ4လုံးရမှာဖြစ်ပါတယ်အဲ့ဒီ4လုံးထဲက6 6နှစ်ဆိုတဲ့အတွက် function 4ပရိချပေးသွားခဲ့တယ်ပါနော်6ရှောက်ထိတ်စီ6အလေးထိတ်နှစ်အပိတ်3လုံးပေါင်းရှင်း၄ပရိဖြစ်ပါတယ်နောက်ထပ် ရှောင်းရှောင်းနေပြီးတော့ရှောင်းရှောင်းကကိုရှောင်းနဲ့တောင်များလေးလေးဒီနင်းနေတဲ့တပင်ကိုထပ်ပြီးလေးလာကြအောင်နင်းနဲ့လေးနဲ့ပေါင်းမယ်ပြီးရင်တောင်ညာနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်နင်းနဲ့လေးပေါင်းရှင်းချောင်းစတဲ့အတွက်6ကိုတပွင့်ရတာက9ရှောင်းရဲ့ပါပါတင်း9ရဲ့ပါပါကတောင်ညာစတဲ့အတွက်6 9တောင်ညာတင်းတူတယ်ဖြစ်ပါတယ်ဗောနော်အဲ့ဒီမှာနင်းနစ်တဲ့ဆိုတဲ့အတွက်၃လုံးပေါင်းရှင်း၅ပြည်ဖြစ်ပါတယ် ငါပရိနိနိတိပါနောရှင်လေးတောင်းရှင်းလျှောက်တောင်းနှစ်တောင်းညာကိုဆွေတော့ဒီခုံခုံကုသပင်ကိုထပ်ပြီးပေါင်းကြည့်မယ်ပါနောတောင်းကိုစနစ်နိနနှစ်ပေါင်းမှာဖြစ်ပါတယ်ပေါင်းရှင်းလေးရတာဖြစ်ပါတယ်ပါနောအဲဆိုရင်လေးကိုတပွင့်ရောတာက3ဖြစ်ပါတယ်လေးကိုတပွင့်ရော3ပြီးရင်လေးရဲ့ပါဝါကို3ရဲ့ပါဝါက6ဖြစ်ပါတယ် အားဖြင့်၄၃၉၈ပရိရတာဖြစ်ပါတယ်ဗောနော်ခွန်ခွန်၉ဆိုတဲ့အတွက်ဘောင်ရှင်၃ပရိချပေးသွားတာဖြစ်ပါတယ်ခွန်ခွန်ပေး၉ပြီးတော့ခွန်၃များ၃များ၃ခွန်ခွန်၈၉လေးဒီ၅၆၃တပင်ကိုလေ့လာကြည့်မယ်ဗောနော်ခွန်နဲ့၄နဲ့၈နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခွန်၄က၁၁တင်းနဲ့၈ပေါင်း၉ဆိုတဲ့အတွက်ကြောင့်မို့၉၈၉တပင်ရော၉ရဲ့ပါပါလေး၈ရဲ့ ဘာဝက3ဘောနော်ဒါရှင်9843ပြည်မှာ9630ရဲ့အတွက်ပေါင်းရှင်း4ပြည်ချပေးသွားတာဖြစ်ပါတယ်14ပြည်ဘောနော်4ပြည်ချပေးသွားခဲ့တာဖြစ်ပါတယ်ဆောက်ရှိခွန်နိနိခွန်388ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ချိန်မှာတော့ဂျန်နရတ်တနေ့ရခွန်နဲ့ရှင်းနဲ့3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခွန်3 10ရှစ်တလုံးဂျန်နေတဲ့အတွက်ကြောင့်မို့ရှင်းကိုတစ်ခုရောတာက9 ရှင်းရဲ့ဘာဝါက3ခုနှစ်ရဲ့ဘာဝါကနေ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တန်နည်းအရာဒီထပ်ပြီးချပေးသွားခဲ့အောင်မယ်ဆိုရင်ပေါ့နော်ရှိခွန်၃ညပြိစုပြီးရမှာဖြစ်ပါတယ်။သုံးလုံးပေါင်းရှင်းရှိခွန်၃ညထက်ကပေါ့နော်။ Okay ဒါတနည်းအရာပါနော်။ပြိ၉ခွန်၉ပါနော်။ပြီးရင်၄ပြိ၆ည၆၅ပြိ၆၉တော်များ၄ပြိ၃၃၆၄ပြိ၆၆ည 9ဗရိတ်နိနိတဲ့ပြီးရင်3ဗရိတ်009 6ဗရိတ်963ဒီတစ်ပတ်မှာ63နိဗရိတ်ဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်အရှိမဒီမှာပြန်ပြီးညီမယ်ပေါ့နော်။63နိဗရိတ်ရတာဖြစ်ပါတယ်ဒါဆိုရင်တနည်းနှစ်ခုနောက်ခုစလုံးဒါရှာပေးသွားခင်မယ်ဆိုရင်ကျွန်တော်ခွန်ရှိပရိတ်ပို့ပြီးအတာသွားမှာဖြစ်တယ်ပေါ့နော်။ ခွန်ရှင်းပြိအာသာတော့မှာဖြစ်ပါတယ်။ Okay ။ဒါဆိုရင်ကျွန်တော်သုံးလုံးပေါင်းရှင်းပြိအာနေယူတဲ့နေ့ကိုထပ်ပြီးလေ့လာကြအောင်ပါနော်။ပြီးခဲ့တဲ့ဘက်မှာ၈၃၅အာနေတာဖြစ်ပါတယ်။ယူတဲ့နေ့ကကျွန်တော်ဒီကိုခွန်ကအနိစာပြပေးထားတာဖြစ်ပါတယ်ပါနော်။ရှင်းရှိတုံညာအဲ့ဒီပြိပယ်တာငါပြိချပေးသွားတယ်တင်းငါရှစ်ပြိသုံးလုံးပယ်တာကိုပြိချပေးသွားတယ်ဗောနောရှောင်းငါတုံညာသုံးလုံးပယ်ခုနှစ်ပြိ တတိချစ်ကိုပေတာကိုပရိခွန်ငါတိပရိသုံးလုံးကိုပေတာလေးပရိချပေးသွားတယ်ရှစ်ခွန်ကိုကိုပေတာသုံးပရိပေါ့နော်ပြီးရင်ရှစ်တစ်6ငါကိုရှင်နိပရိဖြစ်ပါတယ်ရှစ်ပရိချပေးသွားခဲ့တယ်ပေါ့နော်ခွန်တစ်တစ်ကိုပေတာငါပရိချပေးသွားခဲ့ပြီးတော့နေလေးရှစ်သုံးလုံးကိုပေတာခုနှစ်ပရိချပေးသွားတာဖြစ်ပါတယ်ဒီပေရေပရိတ်ကိုကျွန်တော်ဝိုင်းပြပေးထားတာဖြစ်ပါတယ်ဗောနော် ူရှားပေးသွားတဲ့ပရိတ်ကိုဒီအနောက်မှာရေးပြပေးထားခြင်းဖြစ်ပါတယ်။တုံညာလေးတဲ့ကပေါင်းရှင်း၅ပရိတ်ဆိုပေမဲ့ကျွန်တော်တို့တနည်းနံပါတ်1ဖောက်သွားတယ်ပေါ့နော်။ပြီးတော့၄၃တုံညာအဲ့ဒီပရိတ်၃လုံးကိုပေးတာဒီပရိတ်ချပေးသွားတာဖြစ်ပါတယ်။ပြီးရင်6တေတေပေါ့နော်ခုနှစ်ပရိတ်ချပေးသွားတယ်7တေနဲ့3လုံးကိုပေးတာ9ရောင်းနဲ့ခုနှစ်ပရိတ်ချပေးသွားတာဖြစ်ပါတယ်။ နေလေးသုံးကိုပေးတာရှိပရေချစ်သုံးနေကိုပေးတာနားပရေကိုသုံးချစ်ကိုပေးတာနားပရေနေတိချစ်ကိုပေးတာခုနှစ်ပရေကိုသုံးကိုပေးတာတိပရေတုံများတိ6ကိုပေးတာကိုခုံကိုသုံးပရေချပေးသွားတယ်ဘောနော်တုံညာ66ကိုပေးတာခုနှစ်ပရိနေကိုလေးကိုပေးတာတိပရိ လေးပရိပေါ့နော်နောက်ထပ်ကျွန်တော်နေ့၃ည၅ပရိသုံးလုံးကိုပေးတာရှောက်ရှိခွန်တေပရိချပေးသွားခင်တာဖြစ်ပါတယ်โอเคပြီးခရီးတစ်ပတ်မှာ၈၃၅အဲ့ဒီပရိသုံးလုံးကိုပေးပေးတာဖြစ်ပါတယ်ပေါ့နော် သူရှာပေးသွားတာက၃၈၈ဆိုတဲ့အတွက်ပေါင်းရှင်၉ပရိချပေးသွားခင်တာဖြစ်ပါတယ်โอเคဒီ23မျိုးစလုံးကို ပြပေးသွားမယ်ပေါ့နော်၉ချိန်အတွက်နေ့၃၃၈၈ဖြစ်ပါတယ် โอเคอยู่ในนี่ก็ดีมาเนเนชาวเนปองชินชิบริเปิดาบ่เนาะชาวเนชาวปองสนิทสุดิด้วยตีตะบะมาเนเนติปองชิน3บริก็ไปมาဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တွင်မြစ်ကရှောင်းနဲ့ရှောင်းပေါင်းစနစ်နှစ်ကို၃နဲ့ပေါင်းထားတာပေါ့နော်။ဒါဆိုရင်တဲကို၃ပေါင်းချင်းက၄ဖြစ်ပါတယ်။အဲ့ဒီ၄ကိုကျွန်တော်၃နဲ့ထပ်ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ပေါင်းချင်း9ဖြစ်ဆိုတဲ့အတွက်9ပြည့်အားနေမှာဖြစ်ပါတယ်။ Okay နောက်ထပ်တပင်ပေါ့နော်။နောက်ထပ်တပင်မှာကတော့ ဒီထိရှိနဲ့အလင်းနဲ့ကိုကူးနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ရှောင်းနဲ့ရှစ်ပေါင်းဆက်လေးလေးကိုပေါင်းဆက်သုံးပါတော့ဒါဆိုရင်သုံးနဲ့ရှစ်ပေါင်းနာဆက်တဲ့တကိုပေါင်းရှင်း30ဆိုတဲ့အတွက်ကြောင့်မို့တုံညာပြိပိမှာဖြစ်ပါတယ်။ Okay တနည်းအရာ3တုံညာခုနှစ်အဲ့ဒီပြိ3လုံးပိမှာဖြစ်ပါတယ်ပေါ့နော်။3တုံညခွန်ကပ်တူတဲ့အနေနဲ့ယူမှာဖြစ်ပါတယ်3တုံည ခုနှစ်ဒီတောလုံးပေါင်းရှင်ပြိအာနေနေတာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ခုနကရှစ်ခွန်ပြိပေါ့နော်တွင်းနီနံပါတ်နှစ်မှာခွန်နဲ့သုံးနဲ့ကိုပေးမှာဖြစ်ပါတယ်တွင်းနီနံပါတ်နှစ်မှာကျတော့သုံးသုံးများခွန်ဆွေအတွက်ခွန်ရဲ့သုံးများရဲ့ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာရှစ်တလုံးတူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှစ်ပြိပုံပြီးအသာသွားမှာဖြစ်ပါတယ်ခင်ဗျာ တနည်းနှစ်ခုစလုံးသာရှားပေးသွားခင်မယ်ဆိုရင်တော့ကျွန်တော်ရှင်းပြရအကောင်းတယ်ပေါ့နော်။ဒါဆိုရင်ရှင်းပြရအနေနဲ့ကျွန်တော်ကနန်းလေးလို့အပြီးခွေမှာ၄၅ကိုရှိမယ်ပေါ့နော်။၄၅ကိုကျွန်တော်ရှင်းပြရဖြစ်ပါတယ်။ဒီဟာလေးပေါ့နော်။၄၅ကိုအပြီးခွေဆိုပြီးရတယ်ပေါ့နော်။ဒီမှာတော့၄၅ကိုရဲ့အပူအနေနဲ့နှစ်နှစ်လေးအပူဖြစ်ပါတယ်ခင်ဗျာ။ဒီ၄၅ကိုရပါတော့၄၅ကိုကနန်း၃လုံးပေါင်းရှင်းရှင်းပြရရဲ့နင်းနေလေးကနန်း၃လုံးပေါင်းရှင်း ရှိပရိဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီတင်ချာတနည်းအရာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ